အားလုံးပဲမင်္ဂလာပါရှင်။ဘာမှခေတ္တတရင်ဌာနကနေဒီဇင်ဘာလ3ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့တဲ့များကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့တင်ကတော့မြို့စောဝင်ကြီးချုပ်ဖြစ်ပြီးလီလာကျော်အကြာလက်ပေးလက်ယူမှုများဒီဆက်သူများကိုလုပ်ငန်းနဲ့လိုင်စင်ချထားပေးမှုများအလွဲသုံးစားလုပ်နေသောလက်အောက်ငယ်သားများကိုအကာအကွယ်ပေးမှုဖြင့်နံမပြက်အပုတ်နဲ့လိုင်ထွက်လာတဲ့ဆွေတဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ကိုချုပ်ကြီးဟောင်းညိုစောမှာဝန်ကြီးချုပ်ဖြစ်ပြီးလေးလကျော်အကြာလက်ပေးလက်ယူမှုများနှီးဆက်သောအတိုင်းဝိုင်းကိုလုပ်ငန်းလုပ်ခွင့်နှင့်လိုင်စင်ချထားပေးမှုများအလွဲသုံးစားလုပ်နေသောလက်အောက်ငယ်သားများကိုအကာအကွယ်ပေးမှုများဖြင့်နမည်ပြအပုံနဲ့ထွက်လာတော့လေတစုံတရာအရေးယူမှုမရှိကြောင်းဒီပြီးတော့စစ်ဖက်တရင်ရေးမြစ်ကပြောဆိုပါတယ်။ယခုနှစ်ဇူလိုင်လ31ရက်နေ့စစ်ကောင်စီကိုဖျက်သိမ်းပြီးနောက်မြောင်လိုက်ကမျိုးစောကိုနိုင်ငံတော်ဝန်ကြီးချုပ်ယာဒူးတာဝန်ပေးအပ်ပြီး နိုင်ငံ၏အရေးပါသောဖန်နာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌနိုင်ငံခြားသုံးဝင်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌကုံသွဲရေးဗဟိုအဖွဲ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်အပါအဝင်အမျိုးသားအစ်စ်ကော်မတီနှင့်ဗဟိုကော်မတီ73ခုတွင်ဥက္ကဋ္ဌနှင့်အရေးပါသောစုံဖြတ်သူအဖြစ်ခန့်အပ်ခဲ့ပါသည် နိုဝင်ဘာလအတွင်းဝင်ကြီးချုပ်ညိုစောဤတငယ်ချင်းအရင်ဖြစ်သူဒူးဝင်ကြီးဦးတန့်စင်နှင့်စွမ်းအင်ဝင်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးရွှေမော်တို့ကိုစီတင်သွင်းခွင့်နှင့်စီခွဲရမ်းများချထားပေးရတွင်ငွေကျပ်ဘီလီယံ940ကျော်အခွန်ကွာဟာမှုလဗီလက်ယူမှုများဖြင့်စစ်ထောက်လန်ရေးကဖမ်းဆီးအရေးယူခဲ့ပါသည်ဖန်စီခံရသောစွမ်းအင်ဒူးဝင်ကြီးတန်စင်က73စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ထို့သောဆောင်ရွက်ရာတွင်ဝင်ကြီးချုပ်မျိုးစောထမှအတီးပြူချက်ရယူ၍စက်သုံးစီခွဲတန်းချပေးခြင်းတင်သွင်းခွင့်နှင့်တည်ယူခွင့်ပေးခြင်းတို့ကိုခွင့်ပြုပေးခဲ့ရခြင်းဖြစ်ရာဒူဆွမ်း၏ဝင်ကြီးတန့်စင်၏အာဂတိလိုက်စားမှုတွင်ဝင်ကြီးချုပ်မျိုးစောတနည်းတပုံပါဝင်ပတ်သက်လျက်ရှိကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါရယ်ရှင်ပြင်းမျိုးစောဥက္ကဋ္ဌဖြစ်ဆောင်ရွက်လျက်ရှိသောနိုင်ငံခြားသုံးဝေကြီးကြပ်မှုကော်မတီကလည်း လေးလအတွင်းသွင်းကုန်လိုင်းစင်များနှင့်နိုင်ငံခြားငွေအသုံးပြုခွင့်များကိုနှိစက်သောအတိုင်းဝိုင်းများကိုချထားပေးခဲ့ရာရင်းကဲ့သို့မှန်မှန်မကန်လှုံ့ဆော်မှုများနှင့်ပတ်သက်ပြီးတိုင်ကြားမှုများရှိနေကြောင်းသိရပါသည်။ဗိုလ်ချုပ်ညိုစောကိုအိတ်ကတ်တဲထည့်ထားတဲ့အတွက်ဖူးဖွင့်လင်းလင်းပြောရရင်ကုန်သည်တွေကသွင်းကုန်ပါမစ်တွေရနေတာခရိုနီတွေကသူတို့မှာ input license တွေလိုသလောက်ရှိတယ်ဟုမဟာနတီ trading company မှ Tiger ရဲမင်းတွေကပြောဆိုပါရယ်ရှင်ပြင်သွင်းကုန်တင်သွင်းခွင့်ရရှိနေသောလုပ်ငန်းရှင်များအနေဖြင့်နိုင်ငံခြားငွေသုံးဆွဲခွင့်ရရှိရန်အတွက် ဝန်ကြီးချုပ်ညိုစောထံသို့လက်ထိုးရပြီးအနည်းဆုံး3500မှ3000ချီလက်ထိုးရကြောင်းဝန်ကြီးချုပ်ညိုစောထံသို့တိုက်ရိုက်ပေးရခြင်းမဟုတ်ပဲသူဤလက်အောက်ငယ်သားအဖွဲ့များကလက်ငွေရယူခြင်းဖြစ်ကြောင်းသိရပါတယ်။သွင်းကုန်သမားတွေအတွက်အကြီးကနိုင်ငံသားငွေအသုံးပြုခွင့်ခွင့်ပြုချက်ရဖို့ပဲ။အဲ့ဒါအတွက်ကနိုင်ငံသားသုံးငွေကြီးကြပ်မှုကော်မတီရဲ့ခွင့်ပြုချက်လိုအပ်တယ်။အဲ့ဒီအတွက်ကဥက္ကဋ္ဌရဲ့ခွင့်ပြုချက်လက်မှတ်ရဖို့အတွက်လက်ထိုးရတယ်ဟုခုံသေးအတိုင်းဝိုင်းကပြောဆိုပါရယ် မျိုးစောမှာဝင်ကြီးချုပ်အဖြစ်တာဝန်မယူမီဘိုးချုပ်ကြီးယာရုဖြင့်အကြံဖတ်မရောက်လိုက်အကြံပေးအဖြစ်လုပ်ခဲ့ကြောင်းတန်းရွှေခစ်တွင်လည်းတန်းရွှေဤစိတ်ချယုံကြည်အားကိုးရသောတပည့်ရင်းတဦးဖြစ်ခဲ့ကြောင်းစစ်တပ်တရင်ရင်းမြစ်များကပြောဆိုပါရယ်မျိုးစောသည်2020ခုနှစ်တွင်စစ်ထောက်ချုပ်အဖြစ်မှအနားယူခဲ့ပြီးစစ်တပ်၏အရန်အင်အားစရင်သွင်းခံခဲ့ရပါရယ်စစ်တကတူအပတ်စဉ်23ကြောင်းစင်းညိုစောမှာမြမစည်းပွားရေးကော်ပိုရေးရှင်း MEC ဥက္ကဋ္ဌအေဝဗန်ဥက္ကဋ္ဌမေယောင်လိုင်းအကြံပေးစသည့်ယာတုများစွာကိုရယူခဲ့သည့်အပြင် တမရော်နီးပညာတက္ကသိုလ်ကျောင်းအုပ်ကြီးစစ်တက္ကသိုလ်ကျောင်းအုပ်ကြီးတောင်ပိုင်းတိုင်းစစ်ဌာနကျုပ်တိုင်းမူအလေပိုင်းတိုင်းစစ်ဌာနကျုပ်တိုင်းမူစစ်ထောက်ချုပ်စသည့်ရှာတူတာဝန်များအစစ်စစ်ထမ်းဆောင်ခဲ့ကအထက်နှင့်အောက်ဝေးစားမြစားအကြားတဟဇာတာဖြစ်အောင်နေထိုက်တက်လွန်းသူအဖြစ်နာမည်ကြီးကစေကောင်းဆောင်ဟောင်းတန်းရွှေကအထူးသဘောချခဲ့သူတဦးဖြစ်ပါတယ်အကြံဖတ်မိအောင်လိုက်ကအာနာသိန်းစစ်ကောင်းဆောင်ဖြစ်လာသောအချိန်တွင်လဲတန်းရွှေတပည့်အရင်ညိုစောကိုပြက်လက်အုံပြုပြီးအငိမ့်စာအဖြစ်သတ်မှတ်နိုင်သောအယံအင်းအားထိုင်ကုန်တွင် ထိုင်နေရသည့်တိုင်မျိုးစောမှရှာဒူးတာဝန်များစွာပြည့်အပ်ခံခဲ့ရကနောက်ဆုံးတွင်ဝင်းကြီးချုပ်အဖြစ်မေအောင်လိုင်ကခန့်အပ်ခဲ့ပြန်ပါသည်မျိုးစောသည်ယနေ့အချိန်အထိစစ်ကောင်းဆောင်ဟောင်းတန်းရွှေနှင့်မိသားစုများထံသို့အဝင်အထွက်ရှိပြီးတန်းရွှေဤလိုအပ်ချက်များကို၎င်းကအရေးတယူဂယုတစိုက်ဖြည့်ဆည်းပေးနေစေဖြစ်သည်ဟုတက်တဲ့ရင်ရင့်မြစ်တချို့ကဆိုပါသည်ဆလဘီဘီလင်းမှာပြည်သူစစ်တွေကစားတောက်ဆိုင်တွေမှာငွေမပေးဘဲတနက်ပြစားတောက်တွေဆွဲတဲ့တွေကိုတင်းဆက်ပြီးတော့မှဖြစ်ပါတယ် မွန်ပြည်နယ်ပြည်လင်းမြို့နယ်တစ်တူကျွန်းကျေးရွာမှာချက်ခရီးပါတီစီယုံရေးစင်ချိန်လုံခြုံရေးလိုက်ပေးတဲ့ပြည်သူစစ်တွေကစားတောက်ဆိုင်တွေမှာငွေမပေးဘဲတနက်ပြစားတောက်မှုတွေကြောင့်ဆိုင်ရှင်တွေနှိမ့်နာခဲ့ရတယ်လို့ဒေသခံတွေကသတင်းဌာနကိုပြောပါရယ်။နိုဝင်ဘာ30ရက်နေ့နဲ့ဒီဇင်ဘာ1ရက်နေ့တို့မှာပြည်လင်းမြို့နယ်ချက်ခရီးပါတီကိုယ်စားလှယ်လောင်းတွေတစ်တူကျွန်းနဲ့အနီးအနားကျေးရွာတွေကိုမဲဆွယ်စီယုံမှုဆင်ခဲ့ရာလုံခြုံရေးလိုက်ပါလာတဲ့ပြည်သူစစ်တွေကလက်ဖက်ရည်ဆိုင်နဲ့စားတောက်ဆိုင်တွေမှာငွေမပေးဘဲစားတောက်ခဲ့ကြတယ်လို့ဆိုပါရယ်။ ဖြစ်စဉ်ကိုမျက်မြင်ကြုံတွေ့ခဲ့ရတဲ့ဒေသခံတွေရဲ့ပြောပြချက်အရပြည်သူစစ်အဖွဲ့တွေရဲ့စားသောက်မှုအပေါ်စိုင်းတဆိုင်ကငွေကြေးတောင်းခံမှုကြောင့်တနက်ပြချင်းချောက်ခဲ့တဲ့အတွက်အခြေတင်ဖြစ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်တွေအတွင်ပြည်သူစစ်အဖွဲ့တွေဟာလက်နက်ပြချင်းချောက်ပြီးငွေမပေးဘဲစားသောက်ခဲ့တဲ့စိုင်း၅ဆိုင်အထိရှိခဲ့ပြီးတဆိုင်ကိုငွေကျပ်3000ကနေ5000ကျပ်ထိနှစ်နာခဲ့ရတယ်လို့သိရပါတယ်။အခုလိုစားသောက်ဆိုင်တွေမှာငွေမပေးဘဲစားသောက်တဲ့သူတွေဟာကိုယ်စလေလောင်းတွေရဲ့ပါတီဝင်တွေမှာပါပဲ။ပြည်သူ့စစ်အဖွဲ့ဝင်တွေသာဖြစ်တယ်လို့ဆိုပါတယ်။ ပြည်သူ့စစ်အဖွဲ့တွေရဲ့ပြည်သူတွေအပေါ်တနက်နဲ့ချိန်ချမှုတွေကိုထိရောက်စွာအရေးယူပေးဖို့ဒေသခံတွေနဲ့ဆိုင်ရှင်တွေကတောင်းဆိုတာတွေရှိနေပါတယ်။ဘီလင်းမြို့နယ်မှာပြည်သူ့စစ်အင်အား300ကျော်ရှိပြီးစစ်စေးရေးဂိတ်တွေမှာစစ်ကော်မရှင်တပ်သားတွေနဲ့အတူကင်းဆောင်တာ၊ငွေတောင်းတာနဲ့လှည့်ကင်းလုံခြုံရေးတွေမှာပါလိုက်ပါလှုပ်ဆောင်နေကြတယ်လို့သိရပါတယ်။ဆလပီဘသူမမယုံကိုကိုကိုလည်းမယုံဖြစ်လာနေသောစစ်အုပ်စုရွှေကောက်ပွဲနီးလာသည်နှင့်မြမေအောင်လိုင်းသည်ကြောင်ကြကြထုတ်ပြောလာပြီးဖြစ်ပါသည် ရခိုင်ကနိုင်ငံကိုကောက်ကွယ်ဆောင်ရှောက်လို့စိတ်ရှိသူများအားမဲပေးရန်ထုံမတစဉ်အမျိုးဘာသာကောက်ကွယ်လို့စိတ်ရှိသူများဖြစ်လာပြီးယခုအခါတွင်တော့စိုးရိမ်ပူပန်စိတ်အားကြီးလာပုံရပြီးအင်အားကိုသိမ့်ခန့်ရှိသောဝန်ထမ်းများအားစစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်နိုင်ပြီးလူများကိုသာမဲထည့်ရန်ထုတ်ပြောလာခဲ့ရပြီဖြစ်သည်ဟုသတင်းဌာနတွင်ဖော်ပြထားပါသည်ထို့သောထုတ်ပြောလာခြင်းကလည်းမဲဆွယ်ပေးခြင်းထက်ဝန်ထမ်းများကိုတွယ်ဝိုက်ချိန်ချောက်လာခြင်းဖြစ်ပါသည် ပြည်သူများအနေဖြင့်၎င်းတို့အရှိုက်ကိုထိုးနိုင်ရန်မဖြစ်မနေမဲပေးရဖို့ဖြစ်လာကကြံ့ဖို့မှလွဲ၍အခြားပါတီငယ်များကိုမဲထဲဖို့လုပ်ရတော်မူဖြစ်ပါတယ်။လက်တဆုပ်စာများသာရှိသော၎င်းတို့အားအပြင်တွင်ရှိသောအင်အားစုများကဝိုင်းဝန်းတိုက်ခိုက်နေကြသည်ဆိုသော C mentality မှဆင်းသက်လာခြင်းပင်ဖြစ်သည်။ထို့သောမိမိတို့မှလွဲ၍မိသူကိုမှမယုံကြည်သောစိတ်အခြေအနေဖြစ်ပေါ်လာရခြင်းသည်လိလာသိရှိရသလောက်အကြောင်းငါချက်ရှိနေသည်တင်းကြောက်ရွံ့ခြင်းနှင့်တန်တရားဝင်နေခြင်း မိမိတို့အဖွဲ့အစည်းကိုဖျက်ဆီးပစ်ရန်အပြစ်လူများကလှုပ်ဝက်ကြံစီနေခြင်းတို့ဒီမဟုတ်ထိုးပေါက်ဖို့ကြိုးစားနေသည်ဟုခန့်စားရခြင်းနေကာကွယ်ရေးစိတ်တဲ့အလွန်အကျော်ရှိခြင်းအဖွဲ့အစည်း၏အရေးမြင့်များယုံကြည်ထားသည့်များနှင့်ရည်ရွယ်ချက်များကိုကာကွယ်ရန်အလွန်အကျော်ကောင်းမှပြီးမကြောသည့်သဘောထားကိုထိမ့်သိမ်းထားခြင်း၃အတွင်းလူအပြင်လူခွဲခြားထားမှုအုပ်စုအတွင်းရှိလူများကိုသာယုံကြည်ပြီးအပြင်လူများအပေါ်အပြစ်ဝတ်တန်တရားရှိခြင်းမယုံသင်ကဖြစ်ခြင်း၄ဝေဖန်မှုများကို ခံနိုင်ရည်နေခြင်း ပြင်ပမှလာသည့်ညီတို့သောဝေဖန်မှုမျိုးမေခုံးထုတ်မှုမျိုးကိုမဆိုရန်လိုတိုက်ခိုက်မှုအဖြစ်မြင်ခြင်းငါရွေးချယ်စရာနေပါခြင်း channel version အခြေအနေကိုအောင်နိုင်ရမည်သို့မဟုတ်ကချက်စည်းရမည်ဟုသောနှမျိုးတဲတာရှိသည်ဟုမြင်ပြီးအခြားနည်းလမ်းတွေကိုစဉ်းစားဖို့ညှင်းဆို့ခြင်းတို့ဖြစ်သည်ဟုစိတ်ပညာရှင်များကသုံးသပ်ထားပါသည်။ထို့သုံးသပ်ချက်သည်လည်း၎င်းတို့နှင့်ကွက်တီကျနေ၍တိုင်းပြည်သည်လူတော်လူကောင်းများအုပ်ချုပ်နေပါသည်ဟုပြောနိုင်ဖို့ ဝေးစွာပုံမှန်စိတ်နေစိတ်ထားရှိသူများအုတ်ချုပ်နေပါသည်ဟုပင်ပြောမရသည့်အခြေအနေမျိုးဖြစ်လာနေသည်ဘာတီလီတနာကအေယာဝတီတွင်၎င်းတို့မိသူကိုမြမယုံမကြည်ဖြစ်နေမှုကိုယခုလိုရေးသားလာခဲ့ပါတယ်။ဖေလာရုသမရလူကာရှန်ကိုရောက်လာသည်ကိုလမ်းနမဲပြောင်းတီကအစာတခန်းတနာဝန်တာအယကျိုးစုခဲ့ကြခြင်းတီကပင်၎င်းတို့အပေကံဘဝရောက်နေသည်ဟုခန်းစားနေရမှုကိုလစ်ဟပြတ်လိုက်ခြင်းသာဖြစ်သည်။သို့သောလက်ရှိတွင်ပလင်းတူဘူးစုပေါင်းနေရသည့် တရုတ်ရုရှားမြောက်ကိုရီးယားအာဏာရှင်အတိုက်အဝန်မှဖောက်မထွက်နိုင်သေးပဲဖြစ်နေရှာသည်ရုံထွက်အောင်လုပ်ကြီးဆိုက၎င်းတို့လည်းဆက်၍ရက်တီနိုင်တော့မည်မဟုတ်ဆိုသည်ကိုလည်းတီထားကြပြီဖြစ်သည်ထို့အတွက်ကြောင့်လေမလ28ရက်နေ့ရောက်တိုင်းအနော်ယထာအလောင်းဖရာဘယင်းအောင်တို့နှင့်ခြာလက်ဘက်ရန်နေခြင်းဖြစ်သည်၎င်းတို့တွင်ကိုပိုင်စစ်တပ်မီဒီယာဘန်လုပ်ငန်းတက်ကတော်များစေယုံများအာမခံလုပ်ငန်းများနှင့်ရင်းတို့ကိုအထောက်အကူပေးမည် အခြေခံအဆောက်အအုံများစစ်မှုတမ်းများနှင့်မိသားစုများအမကန်ထောက်ခံအားပေးသူများစုစုပေါင်းတိုင်းပြည်၏လူဦးရေ2.5သန်းခန့်ကိုစုစည်းထားနိုင်၍ ထိုင်းအင်ဒိုနီးရှားကဲ့သို့ဒီမိုကရေစီအသွေးကူးပြောင်းစရာမလိုလိုအပ်သည့်မှန်သမျှလက်ဝဲထားရှိပြီးဟုယူဆနေကြောင်းမြန်မာစစ်တပ်နှင့်ပတ်သက်၍ကျွမ်းကျင်သူဩစတြေးလျပညာရှင်အင်ဒရူးဆဲလ်က2021ကတင်သွင်းသော၎င်း၏စာတမ်းတွင်ရေးသားထားခဲ့သည့်စစ်တပ်သည်ဖြိုကွဲသင့်နေပါလျက်ယခုတိရက်တည်နေနိုင်ခြင်းမှာလည်းအထက်တွင်ဖော်ပြထားသည့်ဝိဉာဉ်ပိတ်ဆို့ခံထားရသည်ဟုသော Siege Mentality ချောင်းပင်ဖြစ်သည့်1988နောက်ပိုင်းပြည်သူများအားအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့မှုနှင့်အတူ တရုတ်အားအသေးအတန်မိခိုလာနေရသည့်အဖြစ်မှရှုံးထွက်လို့၍အနောက်အုပ်စုနှင့်ပလဲနံပါတ်တင်ရန်ဒီမိုကရေစီဘန်ပြပြုပြင်ပြောင်းလဲမှုများလုပ်ရခြင်းလည်းဖြစ်သည်တရုတ်တို့အလက်ချက်ဖြင့်ဗမာပြည်ကွန်မြူနတီပါတီနှင့်တိုက်ပွဲများတွင်စစ်သားတောင်းချီကြဆုံးခဲ့မှုသည်စစ်တပ်အဖို့အသေးကိုညှားဆိုင်ဝင်နေသည့်အလားတနုံနုံခန်းစားနေရဆဲဖြစ်သည်ယခုထိလည်းတရုတ်ပြည်ကွန်မြူနတီပါတီနှင့်မဟာမိတ်ဖြစ်ခဲ့သောဘွာများနှင့်နီနီကက်ကက်ဆက်ဆံနေစေပင်ဖြစ်သည်။သို့သောစစ်ကောင်ဆောင်များက2017 21အတွင်း ပေးရသည်နှင့်မတန်အောင်ဒီတွင်တွင်လူထုကလွတ်လွတ်လပ်လပ်ပြောဆိုလောက်ကိုင်းလာကြပြီး၎င်းတို့အားမထီမဲ့မြေလှုပ်လာကြသည်ကိုဤတို့မြဆက်၍မခံစားနိုင်အောင်ဖြစ်လာကြ၍အာနာကိုလူထုလက်မှအကြမ်းဖက်ပြန်သိမ်းခဲ့ရသည်ဒီတချိန်အာနာသိန်းအဖွဲ့ကန်ဆိုးသွားရသည်ကရခိုင်နှစ်ချိန်ကလိုတိုင်းပြည်ဖြိုကွဲတော်မီမိမဲ့ဆရိုက်လွှမ်းမိုးနေပြီဟုအကြောင်းပြခွင့်မရတော့၍ရွေးကောက်ပွဲတွင်အပြည့်အသက်အနိုင်ရခဲ့မှုကိုမဲခိုးပါသည်ဟုပြော၍လူယူလိုက်ရသည်လူကြီးဆရာအဖြစ်နှင့်စတင်ခဲ့ရခြင်းပင်ဖြစ်သည် ယခုရုရှားဗီလာရုထံခြေတူမတက်သွားနေရခြင်းမြောက်ကိုရီးယားနှင့်တိတ်တခိုးပြန်ဆက်ဆံနေရခြင်းဒီကလည်းတရုတ်အပေါ်မှီခိုးနေရသည့်အဖြစ်မှတန်နိုင်သမျှသက်သာစေရန်လုံးပန်းနေရခြင်းဖြစ်သည်ထိုင်းကိုလည်းမချစ်တော်လဲအောက်ကနိုင်ရသည့်ရဲဆက်ရှိပြင်းမွန်ရှမ်းတိုင်းဒေသလက်နက်ကိုင်အဖွဲ့များမှလက်နက်များထိုင်းဘက်မှရှာနေခြင်းကောင်းဆောင်များထိုင်းဘက်တွင်အိုးပိုင်အိမ်ပိုင်နှင့်ဟိုဘက်ဒီဘက်ကူးလူသွားလာနေရခြင်း ။တရားရသူများထိုင်းစစ်ရုံတွင်ပင်စေကူသားမှုခံရမှုများကိုကောင်းစွာသိရှိထားပြီးဖြစ်၍မိမိတို့အပေါ်တသက်လုံးမကောင်းခဲ့သူများမယုံကြည်ထိုက်သူများဟုရှုမြင်ထားပြီးဖြစ်သည်။ပြည်တွင်တွင်လည်း၎င်းတို့အားတရားဝင်အုပ်ချုပ်ပိုင်ခွင့်မရှိဟုဆိုကာ88နောက်ပိုင်းမှစ၍လူထု၏စိန်ခေါ်မှုများနှင့်ရင်ဆိုင်လာခဲ့ရသည်။ရွှေကောက်ပွဲလုပ်တိုင်းလည်းခူးလို့ရသည့်2010မှလွဲ၍၎င်းတို့လဝေကံပါတီသည်အမြဲလိုမရှိမလရှုံးနိုင်ကြရသည့်အဖြစ်ကတည်တည်ခံနေပြီသည် ၎င်းတို့အပေါ်လူသူကလုံးဝမနှိမ့်ညွတ်နေသည်ကိုစီကောင်းဆောင်များသတိမပြုဝိပဲနေမည်မဟုတ်ထို့အတွက်လည်းလူသူအားဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခြင်းဖြင့်၎င်းတို့အားဒုထောက်အညံ့ခံလာအောင်အမြဲလိုကြိုးစားနေကြသည်ထို့အတွက်စစ်တပ်သည်၎င်းတို့ရနေသောအခွင့်ထူးခံအဆင့်အတန်းကိုဆွလွမြည်ဆိုသည်ဟုမျှော်လင့်ခြင်းသည်အတိတ်ပဲမရှိဥပမာဝန်ကြီးကြီးအဆင့်ရှိသူတအူးသည်ယူနီဖောင်းဝတ်ထားပါလျက်ဘဏ်တစ်ခုတွင်အများနှင့်ရော၍တန်းစီရမည်ဆိုသည်ကို ဤသို့မြအဖြစ်မခံနိုင်သဖြင့်၎င်းတို့ဖြိုကွဲသွား၍မဖြစ်ဆိုသည့်ခံယူချက်ခိုင်းမာနေရခြင်းဖြစ်သည်၎င်းတို့နှင့်ထိတွေ့ဆက်ဆံခြင်းဖြင့်အပြောင်းအလဲများဖြစ်လာနိုင်သည်ဆိုသောအနောက်တိုင်းပညာရှင်များဤသုံးသက်ချက်သည်မြမပီသူများအားနိုင်ငံရေးအရာဖိနှိပ်မှုများနှင့်ဆင်းရဲဒုက္ခများကိုဆက်၍ရင်ဆိုင်ခိုင်းနေသည်နှင့်အတူတူပင်ဖြစ်သည်လူထုလိုလားသောအပြောင်းအလဲများသည်စစ်တပ်အတွင်းမှဆလာမှဖြစ်သည်ဆလဲဆလာပေးလိမ့်မည်ဟုဘာတီလစ်တနာကစောင်းပါးကိုညီကုံချုပ်ထားသည် ိုင်ငံတော်အတိုင်းပင်ခံအားနိုင်ငံရေးလောကမှခွဲပြောက်သွားစေရန်ကြိုးပမ်းအားထုတ်လာမှုသည်ဆီအာနာသိန်းအဖွဲ့ထင်သလိုဖြစ်မလာပေထို့အရေးသည်၎င်းတို့ကိုနိုင်ငံတကာလူအသိုက်အဝန်းအတွင်ဝင်ရောက်နိုင်ရေးအတွက်အပေးအယူလုပ်ရမည်အရေးဖြစ်လာနေပေသည်နိုင်ငံသည်ရှေ့သို့တိုးတက်ပြီးရင်တိုးတက်လာနေသည်ကိုမြင်တွေ့နေပါလျက်နှင့်၎င်းတို့၏အကျိုးစီးပွားများအားဆွံ့လို့ရတော်မည်အရေးမှာတနည်းတခြားနီးကပ်လာနေပြီကိုစိုးရိမ်ကြောက်ရွံ့လာကြသဖြင့်စေကောင်းဆောင်များကအမြောက်ကြိုက်တတ်သော မင်းအောင်လိုင်အားရှေတန်းတင်ပြီးအာနာကိုလက်နက်အားကိုဖြစ်လူယူကတိုင်းပြည်၏အနာဂတ်ကိုမိုက်မဲစွာရိုက်ချိုးလိုက်ကြခြင်းဖြစ်သည်တရားဥပဒေဆိုသည်မှာလည်း၎င်းတို့အားအန္တရာယ်ပေးမည်ဟုထင်သူများကိုနှိတ်ခွရန်အတုံးချရာစာအုပ်ကြီးတစ်ဖွဲ့ပြောင်းလဲလာခဲ့ပြီးဖြစ်သည်စစ်တပ်သည်၎င်းတို့၏ဘိုးဘေးပြည်ပများပင်ကျူးလွန်ရဲခြင်းမရှိသောပြစ်မှုများကိုမရှက်မကြောက်ကျူးလွန်လာရသည့်အနေအထားသို့ရောက်ရှိလာခဲ့ရလေသည် ထို့သောသောအခြေအနေတွင် ပြည်သူများသည်မိမိတို့အနာဂတ်မိမိတို့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန်လက်နက်ကင်လန်းစင်မှတပါတခြားမရှိတော့ဟုဆုံးဖြတ်လာကြရခြင်းပင်ဖြစ်သည်လူတိုင်းအားမျက်ရည်ပေါက်ကြီးငယ်ချစေခဲ့သည့်အပြင်တာတကွယ်မရတကွယ်သိကွဲရှင်ကွဲကွဲသည့်ဘဝများရောက်အောင်ပြုမှုခဲ့ကြသည်ဗုဒ္ဓဘာသာတွင်ကံကံဤအကျိုးဆိုသည်ကခွင့်လွှတ်ချေဖြတ်ရန်ပြဋ္ဌာန်းပေးထားခြင်းမရှိမိမိလုပ်သည့်ကံဤအကျိုးကိုရှောင်လွှဲ၍မရသဖြင့်တန်တရာတလျှောက်ခံကြရတော့မည်လည်းဖြစ်သည် ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်